နာအလုံးမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့ Family Soyi လို့ချစ်စနုတ်ခေါ်တဲ့မြန်မာ Fighter Soyi ကို Apple Underwear ကစပွန်ဆာစာအုပ်ချုပ်ဆိုလိုက်ပါပြီ Apple Underwear နဲ့လက်တွဲတဲ့အကြောင်းကို Soyi ကလည်းသူ့ရဲ့ Facebook လူမှုကိန်းဆာမနာမှာ post တင်ပြီးတော့အသိပေးထားပါတယ်ခင်ဗျာသူအနေနဲ့ဒီဇွန်လ15ရက်နေ့ကနေစပြီးတော့ပေါ့လေ Apple Underwear နဲ့လက်တွဲခဲ့တဲ့ Apple Underwear Brand Ambassador ဖြစ်သူအတူပူးတွဲပြီးတော့အလုပ်လုပ်ကြံကောင်းအောင်ဖြစ်တယ်ဆိုတဲ့အကြောင်းโซลิงก็อธิเปิดได้ครับเนี่ย အဲ့ဒီမှာသူထည့်ပြီးတော့ရေးထားတာကတော့ရိုးရလဝရဲ့တတိနှင့်စွန်းအားတွေကို Apple and Huawei ရဲ့အင်အားနဲ့ပေါင်းပြီးပရိသတ်တွေကိုပိုကောင်းတဲ့အရာတွေထပ်ပေးခြင်းမှာသိတယ် Soling U Plus Apple and Huawei အတူရှိစကြပြီ ဆိုပြီးတော့သူကရေးထားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ Apple and Huawei ဟာအခုဆိုရင်ကျွန်တော်သိသလောက်သူမြန်မာဖိုင်တာနှစ်ယောက်ကိုစပွန်ဆာပေးလိုက်တာဖြစ်ပါတယ်ခင်ဗျပထမတစ်ယောက်ကတော့တန်စင်ပေါ့လေအခု Soling ကိုထပ်ပြီးတော့သူကစပွန်ဆာပေးလိုက်တာဖြစ်ပါတယ် ကျွန်တော်တို့မြန်မာဖိုက်တာတွေကအခုလိုစပွန်ဆာတွေရလာတာကိုကျွန်တော်တို့ဝမ်းသာမိတယ်။ဘာကြောင့်လဲဆိုထိုင်းကပုံရိပ်မြင့်တဲ့ဖိုက်တာတွေဆိုရင်ဗျာအကုံသူကစပွန်ဆာဆာရုပ်ကိုစီနဲ့နောက်ပြီးတော့ကြော်ညာတွေရုပ်တန်းတွေသူတို့မှာတခြားတစ်ဖက်တစ်လမ်းကရတဲ့ဝင်ငွေတွေအများကြီးရှိတယ်။ကျွန်တော်မှာဖိုက်တာတွေကြတော့တခြားတစ်ဖက်တစ်လမ်းကလည်းရတဲ့ဝင်ငွေကအရန်နေတယ်လေ။အဲပုံရိပ်ပေါ့လေဒီ image right တွေဆိုရင်လည်းကျွန်တော်တို့မြန်မာဖိုက်တာတွေကရရှိမှုမရှိသလောက်ကိုနှဲပါတယ်ခင်ဗျ။အဲ့တော့အခုလိုမျိုး နေရာပေးခံလာတာရဲ့နေရာပေးတဲ့သူအဘတ်အန်နာဝေယာကိုယေရှုတင်မိပါတယ်ပြီးတော့မြန်မာဖိုက်တာတွေကိုအခုနောက်ပိုင်းမှာတော့တပြေးချင်းဟိုရုပ်ရှင်ဇဝင်ခန်းတွေမှာထည့်ပြီးသုံးလာလေးတွေအဲတခြားသောခန္ဓာလေးတွေမှာထည့်ပြီးတော့နေရာပေးလာလေးရှိတာကိုလည်းဝမ်းသာမိပါတယ်ဒါမှလည်းသူတို့အတွက်ဒါဝမ်းရည်အရာရောရက်တည်မှုအရာရောတစ်ဖက်ကအထောက်ပံ့နေဝင်ငွေတွေရရှိလာမှာပါ ဇိုလင်းဦးတို့ကတော့လာမဲ့နုံဘာလ16ရက်နေ့ရောက်ရင်1173ပြိုင်ပွဲကြီးထိုးရတော့မှာပါသူ့ရဲ့ပွဲအောင်ပြတ်သေးတဲ့အတွက်1173ပြိုင်ပွဲကြီးမှာလီယန်ဟာရီဆန်နဲ့ဇိုလင်းဦးရဲ့ပွဲကပါဝင်လာမှာသိကြနေပါရယ်လီယန်ဟာရီဆန်ကတော့ဇိုလင်းကိုသူဒါအနိုင်ပြမယ်ဆိုပြီးတော့ပြောထားရပေါ့လေအလဲထုံးနေတော့အနိုင်ပြမယ်လို့သူကကြုံးွားထားတာဗျဒီတော့လီယန်ဟာရီဆန်ရဲ့အိမ်မက်ကိုဆိုလင်းကရှေ့ဖက်ပြနိုင်မလားဆိုတာလေကျွန်တော်တို့ရင်ခုန်ဆက်လို့ရှာစရာကောင်းကောင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်1ဟာ 117ဒီပြိုင်ပွဲကြီးကိုအစောပိုင်းကတော့အမေရိကန်ပြောင်းစုမှကျင်းပကိုစီစဉ်ထားခဲ့တာပါအခုတော့သူတို့ဂျပန်နိုင်ငံကိုကွက်နေရာရွှေ့ပြောင်းလိုက်ပါပြီအဲ့တော့နိုမလာ16ရက်နေ့ရောက်ရင်ဂျပန်နိုင်ငံမှာကျင်းပမဲ့117ပြိုင်ပွဲကြီးမှာဇိုလုံနဲ့လီယန်ဟာရီစင်ပွဲစဉ်ပါဝင်လာပြီးတော့ဇိုလုံအနေနဲ့ရလကုန်းရောက်နေမှာဈေးလို့ဒီနေရာကနေဆူတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပေးတဲ့အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ